ရှင်ဘုံပြည့်ဟာနိုင်ငံကျော်တရုတ်ဆောင်ပိုင်ဒဂွန်ရဲ့အရှိန်အဝါနဲ့အမှုပညာလောကတွေကိုမော်ဒယ်တရားအဖြစ်စတင်ဝင်ရောက်လာခဲ့တဲ့သူဖြစ်ပါတယ်။သူဟာဟိုးရှင်ကလေးကမင်းကလေးကိစ္စတွေမှာရှုပ်တယ်လို့နာမည်ဆိုးတွေရှိခဲ့ပေမဲ့ဘယ်မင်းကလေးကမှသူ့ရဲ့ဆက်ရှုပ်တွေကို public မှာထုတ်ပေါ်ခဲ့ခြင်းမရှိခဲ့ဘူးပါဘူး။ဒီတစ်ခါမှာတော့သူ့ရဲ့လက်ရှိအတူနေတဲ့ချစ်သူကောင်မလေးကသူ့ရဲ့ဖောက်ပြန်မှုတွေကိုတီးမခံနိုင်တော့တာကြောင့်အခုလိုပဲထုတ်ပြောလာတာဖြစ်ပါတယ်။ ရှင်ဘုံပြည်ဟာ2024ခုနှစ်6လပိုင်း25ရက်နေ့မှာအိမ်မော်ကနေဆင်းလာခဲ့ပါတယ်။လက်ထဲမှာပတ်စံတပြားမှမပါလာလို့တက္ကစီကတော့ကောင်မလေးဖြစ်တဲ့သူကရှင်းပေးပြီးနေစရာမရှိတဲ့ရှင်ဘုံပြည်ကိုဟိုတယ်မှာနေဖို့သူ့ဘက်ကစီစဉ်ပေးခဲ့ပါတယ်။ဟိုတယ်မှာနေတာအပြင် စားတာတောက်တာအကုန်လုံးကိုလည်းကောင်မလေးဖြစ်သူကသာအကုန်ကြခံရှင်းပေးခဲ့ရတာပါ။နောက်တော့ရှင်ဘုံပြည်ကဟိုတယ်မှာမနေခြင်းတော့ဘူး။ ိုက်ခန်းတစ်ခုခုငားနေခြင်းနဲ့တိုက်ခန်းရှာပေးပါဆိုပြီးကောင်မလေးကိုပူဇာရာကြောင့်ကောင်မလေးကနေစရာတိုက်ခန်းလိုက်ရှာပေးခဲ့ပါတယ်။တိုက်ခန်းရှာတွေ့လို့တိုက်ခန်းငားဖို့အတွက်စာချုပ်ချုပ်ကန်ဒီချိန်မှာလဲရှင်ဘုံပြေကသူ့မှာလောလောဆယ်ပတ်စံတပြားမှမရှိပါဘူး။သူ့ရဲ့ပတ်စံတွေကသူ့ကိုဖြစ်သူပိုင်နဂွန်စီမှာအထားကြောင့်ပိုင်နဂွန်ကလက်ရှိဘန်ကောက်မှာရိုက်ကူးရေးသွားလုပ်နေလို့သူ့ကိုပြန်လာမှပတ်စံတောင်းလို့ရမှာဖြစ်တဲ့အတွက်ကောင်မလေးကိုစာချုပ်ချုပ်ဖို့အတွက်ပတ်စံခဏဆိုင်ထားပေးဖို့ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ဇကားတွေကိုယုံကြည်ပြီးတော့ကောင်မလေးကသူ့ရဲ့ရွှေလက်စွပ်လေးကိုတွားရောက်ပြီးအိမ်စာချုပ်ချုပ်ပေးခဲ့ပါတယ်။အဲ့ဒီအိမ်မှာသူတယောက်တည်းမနေရဲလို့ကောင်မလေးကိုပါလာနေဖို့ခေါ်ခဲ့တဲ့အတွက်ကောင်မလေးကလည်းသူနဲ့အတူနေဖို့ပြောင်းလာခဲ့ပါတယ်။အဲ့ဒီအိမ်မှာနေတဲ့တခြားလုံးလည်းရှင်ဘုံမြို့ပတ်စံတပြားမှမပါပဲကောင်မလေးရဲ့ဝင်ငွေတစ်ခုရဲနဲ့သာ စားတာတောက်တာအိမ်စည်းရိတ်မီတာဘူးရေဘူးအစစအရာရာတုံးခဲ့ရပါတယ်။နောက်ဆုံးရှင်ဘုံမြို့တုံးတဲ့စကင်ကဲရီယာအစား ရှင်ဘုံပြည့်အမြဲတောင်းနေတဲ့ဝိရိယအစုံကောင်မလေးပတ်စံနဲ့ပဲဝယ်ပြီးခဲ့ရတာပါ ကောင်မလေးမိသားစုအတိုင်းဝိုင်းနဲ့တငယ်ချင်းတွေကရှင်ဘုံပြည့်လိုစိတ်တက်မကောင်းတဲ့သူနဲ့မတွဲဘူးဝိုင်းတာကြပဲမယ်ကောင်မလေးကတော့ရှင်ဘုံပြည့်ကိုချစ်လွန်းတဲ့အတွက်မိသားစုတွေတငယ်ချင်းတွေအားလုံးကိုစန့်ကျင်ပြီးရှင်ဘုံပြည့်ကိုသာတဘဝလုံးပုံအပ်ပြီးအားလုံးဝိုင်းတာတဲ့ကြားက၈၀လျှောက်ခဲ့ပါတယ် သူတို့နှစ်ယောက်ရဲ့ချစ်သူတက်တန်းတစ်နှစ်နီးပါးပြည့်ကံဒီအချိန်မှာတော့ရှင်ဖုံပြည့်ရဲ့လူမဆန်တဲ့ဖောက်ပြန်မှုတွေကိုကောင်မလေးကတည်သွားခဲ့ပါတယ်။ချစ်သူကောင်မလေးနဲ့တအိမ်နဲ့အတူတူနေစဉ်ရှင်ဖုံပြည့်မှာကိုကိုချင်းသွားလိုက်အောင်မယ်ဆိုပြီးတခြားမိန်းကလေးတယောက်ရဲ့အိမ်မှာအတူတူအိတ်တာတွေဟိုတယ်မှာ ကောင်မလေးခေါ်အိတ်တာတွေ Messenger မှာမိန်းကလေးတွေနဲ့ကာမကိစ္စချက်တာတွေအကုန်လုံးကိုသူ့ရဲ့ဖုန်းထဲရနေပြီးတော့ကောင်မလေးကအကုန်တိသွားပြီးဘလို့မှတိမခံနိုင်တော့လို့လမ်းခွဲရအောင်ဆိုပြီး စာပို့ပြီး public မှာသူ့ရဲ့ရုံးမာမှုတွေကို အခုလိုပဲပြောပြခဲ့ပါဗျ။ရှင်ဘုံပြပတ်ကလည်းအခုလို public မှာရှက်ခွဲခံခဲ့ရတဲ့အတွက်ကောင်မလေးကိုဖုန်းဆက်ပြောဆိုရုံသာမကသူ့ရဲ့ Facebook အကောင့်မှာပါသူ့ကို အခုလိုသတင်းမားတွေနဲ့ဆွဆွဲတဲ့အတွက်တရားဥပဒေအတိုင်းတိတိယောက်ယောက်လှုံ့ဆော်သွားမယ်လို့ချင်းချောက်က posting ခဲ့ပါတယ်။ကောင်မလေးဖြစ်တဲ့သူဘက်ကလည်းသူ့ဘက်ကအရာအလုံးအမှန်တကြီးပဲချပြခဲ့တာဖြစ်တဲ့အတွက် စိုက်တဲ့ဥပဒေနဲ့ရှင်းနိုင်ပါတယ်လို့သူမရဲ့ Facebook စာမျက်နှာပေါ်မှာပြန်လည်ပြောဆိုထားပါတယ်။အကိုဖြစ်သူကနာမည်ကြီးနေတော့မလုပ်လို့ရပါတယ်ဆိုတော့ရှင်ဖုံးပြည့်အပေါ်ပရိသတ်ကြီးတို့ရဲ့အမြင်ကရောဘယ်လိုရှိလဲဆိုတာ comment မှာဝင်ရောက်ရေးသားလို့ရပါတယ်ရှင်။